အမော်ရီနာရှိနေရင်မန်ယူတက်နိုင်ဝေါ်ရဖို့ဆိုတာမျှော်လင့်လို့မရဘူးဆိုတဲ့ရိုနီမန်ချက်စတာနဲ့တင်းရဲ့ကနဝင်တိုက်စစ်မှုဝင်းဝန်းနီကလက်ရှိနေပြရိုဘီယာမော်ရီဟာကလပ်ရဲ့အခြေအနေကိုပြောင်းလဲနိုင်လိမ့်မယ်လို့မယုံကြည်ကြောင်းပြတ်သားစွာထုတ်ဖော်ပြောကြားလိုက်ပါတယ် ကလပ်အသင်းတိုင်းတစ်ယောက်ကြီးကျယ်ဆုံးကစားသမားတို့ဖြစ်တဲ့ရိုနီရဲ့ဒီလိုမျိုးကင်းထန်တဲ့ဝေဖန်မှုကအူထဖုတ်ကအကြက်တဲကနိဗျာတူဦးရဲ့ပြောင်းလဲရုံနဲ့ပြည်လည်းမဲ့ပြဿနာထက်ပိုပြီးနယ်ဆိုင်နေကြောင်းကိုဖော်ပြနေပါတယ်။ဝေရိုနီကနိဗျာအမော်ရင်ပေါ်မှာကနအုပ်မျောလင်းချက်ထားခဲ့သူဖြစ်ပါတယ်။အသက်ရွယ်သူပြည်နာဂတ်ရှိတဲ့လူငယ်နိဗျာတူဦးအနေနဲ့အမော်ရင်ကိုချီးကျူးခဲ့ပေမဲ့အတင်းရဲ့လက်ရှိခြေအနေကိုမြင်တွေ့ရပြီးတဲ့နောက်မှာတော့ယုံကြည်ချက်ပြတ်သွားခဲ့ပြီဖြစ်ပါတယ်။ရိုနီကပြတ်သားစွာပြောကြားခဲ့တာကဘာလို့ဖြစ်လာမလဲဆိုတာကျွန်တော်မသိပါဘူး။ရူပယ်အမော်ရင်ကကျွန်တော်အရွယ်ပါပဲ။သူကလူငယ်မန်နေဂျာတယောက်ပါ။သူမှကြီးမားတဲ့နာဂတ်ရှိမယ်ဆိုတာသိကြပါတယ်။ဒါပေမဲ့ United မှာတော့မဟုတ်ပါဘူး။ သူအနေနဲ့အတင်းကိုပြောင်းလဲနိုင်လိမ့်မယ်လို့ကျွန်တော်ယူသားစွာမျှော်လင့်ခဲ့ပါတယ်။ဒါပေမဲ့ရာအလုံးမြင်ပြီးတဲ့နောက်မှာတော့သူလုံးနိုင်မယ်လို့မယုံတော့ပါဘူးလို့ပြောကြားခဲ့ပါတယ်။ ီစကားလူကအမွန်ရဲ့ရည်ချင်းကိုညှင်းပေးတာမဟုတ်ပဲယူနိုက်တက်မှာအခုဖြစ်နေတဲ့ပြဿနာရဲ့အတိုင်းအတာကလူငယ်နီးပြားတို့အတွက်ဝန်ထုံးဝန်ပိုးကြီးလုံးနေပြီဆိုတာကိုရိုနီကသတိပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။ရိုနီရဲ့ဝေဘာမှုကနစ်စနစ်ပိုင်းထက်ကလပ်ရဲ့ယဉ်ကျေးမှုနဲ့စိတ်သက်ပိုင်းကိုပါပိုပြီးထောက်ပြခဲ့ပါတယ်။သူကသူ့ရဲ့အတင်းဟောင်းကပင်ကိုစရိုက်လက္ခဏာတွေလုံးဝပျောက်ဆုံးခဲ့ပြီလို့သုံးသပ်ခဲ့ပါတယ်။ယူနိုက်တက်ဆိုတော့ဖာဂီလက်တက်ကလေးကတိုက်ပွဲဝင်စိတ်သက်နောက်ကြကိုရီးနဲ့အနိုင်ယူတက်တဲ့ဇယားလက္ခဏာရှိခဲ့ပေမဲ့အခုခါမှတော့လုံးဝပြောက်ွယ်သွားပြီလို့ရိုနီကယုံကြည်နေခြင်းပဲဖြစ်ပါတယ်။ဒါပြင်သူကဆုံးဝဲများစွာထပ်မံကြုံတွေ့ရအောင်မှဖြစ်ကြောင်းကြိုးတင်ခံမှန်းခဲ့ပြီး ပိုပြီးပြင်းထန်တဲ့ဝေဖန်မှုကတော့တချို့ကစားမတွေကကလပ်ကိုကိုးစားပြုဖို့မထိုက်တန်ဘူးလို့ရိုနီကတရားယူဆခဲ့ခြင်းပဲဖြစ်ပါတယ်။ဒီလိုပြောဆိုမှုကနီးပြပြောင်းရုံနဲ့မပြီးပဲကစားမအင်အားကိုပါကြီးကျယ်ပြောင်းလဲပြစ်ဖို့လိုအပ်နေပြီဆိုတဲ့အချက်ကိုပါဖော်ညွှန်းနေပါတယ်။ရိုနီရဲ့စိတ်ပြတ်မှုတွေတခံရုံနဲ့အထောက်အထားလည်းရှိနေပါတယ်။အမော်ရင်ကစပိုးတင်းနဲ့စပွန်တင်းမှာအောင်မြင်မှုတွေရရှိခဲ့ပြီးတဲ့နောက်မှာတော့ပြီးတဲ့နှစ်ကနိုဝင်ဘာလမှာယူနိုက်တက်အသင်းနီးပြဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့သူ့ရဲ့လက်ထက်မှာရက်လက်တွေကစိုးဝါလုံးခဲ့ပါတယ်။ပြီးကလေးရာသီပရီးမီးယားလိမှာဂျနာတက်တင်က65နဲ့သာရရှိခဲ့ပြီး1984ခုနှစ်ကတန်းစင်းခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့စိုးဝါဆုံးရက်တည်မှုဖြစ်ခဲ့ပါတယ်။အမွန်ရီလက်ထက်မှာပရီးမီးယားလိ33ပွဲကစားရမှာ34မှတ်သာရရှိထားပြီးအနိုင်ရနိုးလုံးနေပါနေတာလည်းဖြစ်ပါတယ်။ အဆိုဆုံးစီးရီးယားတစ်ခုကတော့အမ်မိုနီယာကန်တွယ်မှုအောက်မှာယူနိုက်တက်တင်းကပရီးမီးယားလိနဲ့ပွဲစားအနိုင်ရရှိခဲ့ဘူးခြင်းမရှိသေးပါဘူး။ဒါဟာအသင်းနဲ့နိုင်ပွဲရဖို့အချိန်ဟုံးကိုလုံးဝမတီးဆောင်းနိုင်သေးဘူးဆိုတာကိုထင်ရှားစွာပြသနေတာလည်းဖြစ်ပါတယ်။အချို့အဖြစ်ဆိုရမယ်ဆိုရင်တော့ရွန်နီရဲ့သုံးသပ်ချက်တွေကယူနိုက်တက်အတွက်ပြောင်းလဲဖို့ခက်ခဲတဲ့အခြေအနေစိုးတစ်ခုကိုထုတ်ပေါ်ပြသလိုက်ခြင်းဖြစ်ပြီးလက်ရှိနီးပြပေါ်အမလို့အမရဖြစ်နေတဲ့ပရိသတ်တွေရဲ့ခန်းစားချက်ကိုပါကိုးစားပြုလိုက်ခြင်းလည်းဖြစ်ပါတယ်။ဒီမှာယူနိုက်တက်ရဲ့အမအကြီးကြီးကတော့